င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာကလေးတွေစစ်မှုထမ်းနေရမှုကို IMMN ကစတင်စုံစမ်းစစ်ဆေးနေပြီးစစ်ကောင်စီကအသက်15နှစ်အောက်ကလေးတွေကိုစစ်မှုထမ်းတပ်သားဖြစ်စုဆောင်းနေမှုနဲ့ပတ်သက်ပြီးတပ်တွေတွေထွက်ပေါ်နေပါတယ်စင်ကူးမြို့ပေါ်ကကြက်ဖို့ပါတီရုံးကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်တဲ့သတင်းပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့နိုင်ငံတကာသဘောတူညီချက်စာချုပ်တွေအရအသက်15နှစ်အောက်ကလေးတွေစစ်မှုထမ်းခိုင်းတာကိုစစ်ရာဇဝတ်မှုဖြစ်သတ်မှတ်ထားတာကြောင့်စစ်ကောင်စီကကလေးတွေကိုစစ်မှုထမ်းခိုင်းနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးကုလသမဂ္ဂလွတ်လပ်သောစုံစမ်းစစ်ဆေးရန်နေရ IMM ကစုံစမ်းစစ်ဆေးနေပြီလို့လည်းသတင်းထုတ်ပြန်လိုက်ပါတယ်။ရောမစာချုပ်ဂျနီဗာကွန်ဗင်းရှင်းတွင်တခြားနိုင်ငံတကာသဘောတူစာချုပ်တွေအရ စစ်ပွဲတွေမှာခလေးတွေကိုစစ်သားဖြစ်စုဆောင်တာအတုံးပြူရာတွေကိုစစ်ရာဇွဲမှုဖြစ်သတ်မှတ်ထားတာလည်းဖြစ်ပါတယ်စစ်သားစုဆောင်တယ်ဆိုတာဟာစစ်တပ်မှာတာဝန်ထမ်းဆောင်မှုလူအများကိုဆွဲဆောင်တာ စစ်မှုထမ်းကိုင်းဖို့မဝင်မနေရဒါမှမဟုတ်မဖြစ်မနေစစ်တပ်ထဲဝင်ရတာကိုရည်ညွှန်းတယ်လို့လည်းဆိုထားပါဗျ။အရွယ်ရောက်ပြီးသူတွေကိုစစ်သားစုဆောင်းဖို့ဒါမှမဟုတ်စစ်မှုထမ်းကိုင်းတာကိုအကြမ်းဖြင့်ခွင့်ပြုထားပေမဲ့လေကလေးတွေကိုတော့စစ်သားဖြစ်စုဆောင်းတာကိုတော့စစ်ရာဇဝမှုဖြစ်သတ်မှတ်နိုင်တယ်လို့လည်း IMM ကပြောပါဗျ။လက်ရှိ IMM အနေနဲ့မြန်မာနိုင်ငံကလက်လက်ကန်အဖွဲ့တွေနဲ့အစိုးရမဟုတ်တဲ့အဖွဲ့တွေက ခလဲတွေကိုစစ်မှုထန်ခိုင်းစေတဲ့အမှုတွေကိုစုံစမ်းစစ်ဆေးနေပြီလို့လည်းထုတ်ပြန်ပြောဆိုထားပါဗျ။အကြမ်းဖက်စစ်ကောင်စီကမြန်မာနိုင်ငံတွုံးမှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးစစ်မှုထမ်းတပ်သားတွေအဖြစ်စုဆောင်းနေရမှာစုဆောင်းခံရသူတွေထဲမှာအသက်15နှစ်အောက်ခလဲငယ်များစွာ ပါဝင်နေတယ်လို့လည်းဒေသပြည်သူတွေက ပြောဆိုထားကြသလိုတော်လဲတဖက်တွေဘက်ကလည်းသတင်းထုတ်ပြန်ထားပါရဲ့ရှင်။ စကိုင်းသတင်းတပုတ်ကိုကြည့်အောင်ပါစကိုင်းတိုင်းစကိုင်းမြို့နယ်မင်းကုန်းတောင်ရွာငကပတ်တောင်ဖုန်ကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်သားတွေကိုဝင်ရောက်တိုက်ခတ်ရမှာစစ်သား၄ဦးဟာသေသွားပြီး၄ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့လဲယူနီကွန်းပျောက်ကြားတပ်ဖွဲ့ကတောင်ဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်ဇွန်လ29ရက်နေ့မွန်းလွဲတနိုင်ခန့်ကမင်းကုန်းဒေသမင်းကုန်းတောင်ရွာကငကပတ်တောင်ဖုန်ကြီးကျောင်းမှာအင်အား30နဲ့တက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းတွေကို ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကအလေးငယ်ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုတွင်စစ်သား၄ဦးဟာသေသွားတာဖြစ်ပြီး၄ဦးကိုအရှင်ဖမ်းမိခဲ့ကာ G3 အမျိုးအစားတပ်နက်၄လက် MA1 အမျိုးအစားတပ်နက်၂လက်နဲ့ခရမ်းပစ္စည်းတွေကိုသိမ်းဆည်းရရှိခဲ့လို့လည်းသိရပါတယ်။အဲဒီတိုက်ခိုက်မှုကို Unicorn ပျောက်ကြားတပ်ဖွဲ့နဲ့ No More Dictatorship NMD တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တအူးကမစိုးရိမ်အားတန်ရရှိခဲ့လို့လည်းသိရပါရရှင်။ မန္တလေးတိုင်းအတင်းတပုတ်ကိုကြည့်အောင်ပါမန္တလေးတိုင်းတောင်သာမြို့နယ်တွင်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်တပ်သားတွေကိုကြားဖြတ်တက်ခရမှာစစ်တပ်ဘက်ကထိခိုက်သေဆုံးမှုတွေရှိပြီးလက်လက်ခဲယမ်းတွေကိုသိမ်းဆည်းရရှိခဲ့တယ်လို့မြင်းကြံခရမ်းအမှတ်3တရင်ကတာဝန်ရှိသူတို့ကပြောပါရယ်ဇွန်လ25ရက်မနက်7:00နာရီလောက်မှာတောင်သာမြို့နယ်တွင်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေကိုကင်းစလုတ်ကျေးရွာအနီးတစ်ဝိုက်မှာ တော်လန်တဖွဲ့ဝင်တွေကကြားဖြတ်တက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲတက်ခိုက်မှုတွဲမှာ အကြမ်းဖက်တပ်သားတွေဘက်ကထိခိုက်သေဆုံးမှုရှိပေမဲ့အရေအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့လည်းမြင့်ကြံခဲ့အမှတ်သုံးတရင်ကတာဝန်ရှိသူတို့ကပြောပါရတယ်။အဲ့ဒီတိုက်ပွဲတွေမှာအကြမ်းဖက်တပ်သားတွေစီကနေ60မမဘုံသီးဆက်နှလုံး RPG ထိပ်ပိုးတစ်ခုတို့ကိုလည်းတင်းဆက်ရရှိခဲ့လို့လည်းသိရပါရတယ်။အဲ့လိုတိုက်ပွဲဖြစ်ပွားပြီးရဲ့နောက်မှာဇွန်လ26ရက်နေ့မှာတော့အကြမ်းဖက်စစ်တပ်ဟာ MI တပ် 35ရဟရင်3စီးနဲ့ကင်းစလုံကျေးရွာပဝန်းကျင်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့လို့လည်းသိရပါတယ်ရှင်။ဒီတစ်ခါမှာတော့စကိုင်းတိုင်းကံဘလူမြို့နယ်ဇီးကုံမြို့အနီးမှာစစ်ကောင်စီတပ်သား6ဦးဟာပြစ်ခတ်ခံရပြည်ရနာမှာစစ်ကောင်စီတပ်ကပြည်သူတွေရဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေရလို့ထန်းကုန်းတိုက်နယ် ကဖတာဝန်ခံကိုငယ်ကရန်ကုန်ခေတ်တက်ကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ30ရက်နေ့မနက်6နိုင်ခွဲလောက်ကကမ်းဘလူးမြို့နယ်မူးစုံကင်းစကန်းကနေစစ်ကောင်စီတပ်သား6ဦးကဇီးကုံရဲစခန်းဘက်ကိုစိုင်ကန်နဲ့ထွက်လာစဉ်တွင် စခန်းနဲ့မီတာ1500အကွာမှာတော်လန်းတပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်အဲ့လိုအကြမ်းဖက်တပ်သား6ဦးလုံးဟာပေသွားပြည့်ရနာမှာလက်လက်ကြီးပစ်ကိုစစ်ကူတွေအလုံးရင်းနဲ့ရောက်ရှိလာတာကြောင့် ်လက်လက်ကိုကောက်ယူနိုင်ခြင်းမရှိဘဲတော်လန်ရဲဘော်တွေဟာပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့လည်းသိရပါဗါးအဲဒီနောက်ဇီဂုံမြို့ရဲစခန်းနဲ့မူးစုံကင်းစခန်းကစစ်ကောင်စီတပ်သားတွေဟာအင်အားအလုံးရင်းနဲ့ဇီဂုံမြို့ရန်ကြီးအောင်ကွက်တက်ကပြည်သူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေရတယ်လို့လည်းသိရပါဗါးရှင်ဒီတစ်ခါမှာတော့ မန္တလေးတိုင်းစင်ကူးမြို့ပေါ်ကကျန်းဖို့ပါတီရုံးကိုအကြက်ဖက်စစ်တပ်ကလေနဲ့ဘုံကျဲတက်ခတ်ခဲ့လို့ပြည်ဦးလင်ခဲပကဖတာဝန်ရှိသူတို့ကပြောပါရယ်ဇွန်လ29ရက်နေ့ည10:00နာရီလောက်ကစင်ကူးမြို့ပေါ်ကကျန်းဖို့ပါတီရုံးကိုအကြက်ဖက်စစ်တပ်ရဲ့တရဲဦးလေတပ်ကနေတက်လာတဲ့ MiG 29 Jet Fighter တစ်စီးနဲ့လေကြောင်းတက်ခတ်ခဲ့လို့လည်းသိရပါရယ်အဲလိုအကြက်ဖက်စစ်တပ်ရဲ့လေကြောင်းတက်ခတ်မှုတွင်ကျန်းဖို့ပါတီယုံအဆောင်ဟာထိမှန်ပျက်စီးသွားခဲ့ပြီးမယ်လေပြည်သူတွေကတော့အထိခိုက်မရှိခဲ့ဘူးလို့ လည်းပြည်ဦးလင်ခရိုင်ပကဖတာဝန်ရှိသူတို့ကပြောပါရယ်ပြည်သူတွေအနေနဲ့ကလည်းအကြမ်းဖက်စစ်ကောင်စီတက်နယ်ဝေးရမှာနေထိုင်ကြဖို့နဲ့လေချောင်းရံကနေကာကွယ်နိုင်ဖို့အတွက်ဘုံခိုခြင်းတွေတူးဖော်ထားကြဖို့ကိုပြည်ဦးလင်ခရိုင်ပကဖကအတိပေးနှိုးဆော်ထားပါရယ်ရှင် အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့မန္တလေးတိုင်းညာဦးမြို့နယ်နဲ့တောင်သာမြို့နယ်ကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကပြည်သူ၂ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးကျေးရွာ၆ရွာကနေအိမ်၁၀၀နီးပါးကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်းညာဦးခရံပကဖတာဝန်ရှိသူတို့ကပြောပါရယ်ဇွန်လ၂၅ရက်နေ့ကနေစတင်က ညောင်ဦးမြို့နယ်နဲ့တောင်သာမြို့နယ်တွင်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်တပ်သားတွေဟာချေးရွာတွေကိုဇက်တိုက်ဝင်ရောက်စီးနှင်ပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတာလည်းဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့မီးရှို့ဖျက်ဆီးမှုကြောင့်ညောင်ဦးမြို့နယ်တွင်စင်သားမွေးရွာက နေအိမ်20လုံး ကံမရွာက နေအိမ်56လုံးတနက်ပင်ရွာက နေအိမ်တစ်လုံးနဲ့ဈေးမကြီးရွာကနေအိမ်20လုံးဟာမီးလောင်ပြကျသွားခဲ့ရသလိုဇွန်လ29ရက်နေ့ကလည်းတောပြားရွာနဲ့တောင်တာမြို့နယ်ကင်းစလုံကျွရကိုလည်းမီးရှို့ဖျက်ဆီးသွားတယ်လို့ညောင်ခဲပကဖတောင်ဝန်ရှိသူတို့ကပြပြပါဗါးဒါအပြင်အကြက်ဖက်စစ်ကောင်စီတပ်ဟာတောင်တာမြို့နယ်ကင်းစလုံကျွရကပြည်သူလူအုပ်ကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့လို့လည်းသိရပါတယ်ရှင် ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမမြပါ